အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live breaking news ကနေပြန်လေးပြချိုးလိုက်ပါညာတော်လေးဒါကျွန်တော်တို့အဲကျွန်တော်မနေ့ကအမှန်တိုင်းပြောမြန်မာစနေရင်9နိုင်တော့လို့နေပါဒီနေ့ဒါကျွန်တော်အလောက်ကသိမရှိတော့ကျွန်တော်အေးပေါ့ငါတရေးတော့အိတ်လိုက်မယ်ဆိုပြီးကျွန်တော်ထပ်အိတ်လိုက်တာအခုမှပဲနိုးတယ်ပဲဆိုတော့ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal team ရဲ့ breaking news ကိုပါပါတယ်ဒီနေ့မှာဒါ Arsenal team ရဲ့ဒါကျွန်တော်တို့ breaking news ရဲ့ပွဲကြိုတည်ရဲ့ဒါ Arsenal တရေးရဲ့တရေးနေပဲများလာမယ်လို့ပဲမြင်တယ် တော့ Arsenal အသင်းအနေနဲ့အခုလက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့ဒါ Arsenal အသင်းရဲ့လက်ရှိတောင်ပံကစားသမားဖြစ်တဲ့ဘာလို့ကျွန်တော်ဒါသူ့နာမည်ကျွန်တော်ရှေ့တယ်မယ်အခုချိန်ကြီးကျွန်တော်မှားတော့မယ်ကျွန်တော်ပြောရင်လည်းဒါမှားတယ်ကျွန်တော်အောက်ကလူတွေခဏခဏထောက်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆာကာပေါ့နော်ကျွန်တော်ဆာကာပဲခေါ်ရမယ်ဆာကာပဲအဲ့တော့ဆာကာနီးနဲ့လာမေ့ဒါကျွန်တော်တို့ဂျပန်တွင်းမှာ အာစနိုအသင်းရဲ့စာချုပ်အစ်ချုပ်စော်တော့မှာဖြစ်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်လာခဲ့ပြီဖြစ်ပါတယ်။အခုလက်ရှိမှာအာစနိုအသင်းတွေနဲ့ဒါစာကာဦးဒါကျွန်တော်စာချုပ်အစ်ကတော့ဒါကျွန်တော်နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီးတော့မကြခင်မှာဒါကျွန်တော်တို့တရားဝင်ဆိုင်ထူတော့မယ်လို့လည်းကြားသိရတယ်မှာပါပါတယ်။အဲ့ဒါဒီနေ့မှဒါကျွန်တော်သိကြရတယ်မယ်စာကာကလက်ရှိမှာဒါကျွန်တော်2029ထိစာချုပ်တက်တန်းကြံနေသေးတာမှန်ပေမဲ့ကစားသမားတို့လက်ရှိမှာလစာတူပေးနေတာတကြောင်ရဲ့ဘောနပ်စ်တွေထပ်ပြီးမြင့်ပေးနေတာတကြောင်ဒါကြောင့်မို့ဒါကျွန်တော်တို့ကစားသမားကိုဒါ ကျွန်တော်တို့စာချုပ်တွေချုပ်ဆိုဖို့အတွက်ကြေပြက်စီလဲအဲ့တော့အခုလက်ရှိကျွန်တော်စာကာရဲ့စာချုပ်အဟောင်းကတော့ကျွန်တော်မေလ2023မှာချုပ်ထားခဲ့တာဖြစ်ပြီးတော့တပတ်လောက်ခလာစာပေါင်3000လောက်နေနေရတယ်အဲ့ဒါကူမှဒါကျွန်တော် bonus နဲ့ပေါင်မယ်ဆိုတော့ပေါင်3000လောက်ထိတက်သွားတဲ့ပုံစံမျိုးမှာဖြစ်တယ်အဲ့ဒါ bonus ဆာပါပြီပေါ့နော်အဲ့တော့ bonus မပါဘူး base salary ကစာကာနှစ်ခုလက်ရှိမှာတပတ်လောက်ခပေါင်3000ကူမှဒါ bonus ဆာပါဆိုရင်တော့တပတ်လောက်ခပေါင်3000လောက်ရနေတာဖြစ်တယ်အဲ့ဒါကူမှလက်ရှိမှာစာကာကိုဒါကျွန်တော်တို့ ဘရာစနိုတိတဲ့အသင်းမှလည်းချုပ်ထားကြတဲ့အကြောင်းလက်ရှိမှာသာကားကိုစိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေရကောလာဟာလာဆက်ဆန်ထွက်နေတဲ့ဒါကျွန်တော်အပြင်ပသတင်းတွေကြောင့်၎င်းသာကားကိုဒါကျွန်တော်တို့လက်ရှိအာစနိုအသင်းတွေနဲ့ဒါကျွန်တော်တို့စာချုပ်အသစ်အကြီးကြီးချုပ်ဖို့အတွက် ပြင်ဆင်လာခဲ့တယ်အဲ့တော့စာချုပ်အသစ်ကြီးကြီးမှာပါတီများပြောင်းလဲသွားတယ်အခုလက်ရှိရနေတာတော့မှဒါတပတ်လောက်ခပေါင်၃သိန်းလောက်နေပြီ borders နဲ့ရနေကစားသမားကိုဘယ်လောက်တီတောင်ချုပ်ဖို့အတွက်ပြင်ဆင်သွားခဲ့လဲအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးရသတင်းတွေရဆိုရင်တော့အာစနိုအသစ်နဲ့ဒီစာချုပ်ကသူတို့ရဲ့ဒါတမိုင်းတစ်လျှောက်ဒါကစားသမားတစ်ယောက်ကို လက်ရှိမှာပေးဘူးသမျှဈေးထဲမှာအဈေးကြီးဆုံးစာချုပ်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးတော့တတ်မှတ်ထားခဲ့တာကျွန်တော် message OZ ဒါအခုလက်ရှိမှာ harvest ကိုပေးနေတဲ့လစာထက်ပိုပြီးတော့ပေးဖို့အတွက်လည်း season အဲ့တော့စာကာကိုလက်ရှိမှာ Astro သင်းနေတဲ့တပတ်လောက်ခလစာဒါကျွန်တော်တို့သုံးသိန်းခွဲနီနီပေးဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဒါက bonus မပါသေးဘူး။အခုလက်ရှိ caller ဟာလာတွေရသုံးသိန်းနဲ့ base salary လည်းပြတ်သွားနိုင်တယ်။ base salary ကိုသုံးသိန်းခွဲလည်းပြတ်သွားနိုင်တယ်။အဲ့နှစ်ခုတည်းတစ်ခုပြဖို့အတွက်ဒါကျွန်တော်တို့ဒါ detail ရတာမသိသေးဘူး။အခုလက်ရှိမှာ အာစနိုသိနေစာကာကိုဒါကျွန်တော်တို့3သိန်းနဲ့3သိန်းခွဲကြား base salary သတ်မှတ်ဖို့ရှိတယ်။ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားဖို့ခေါင်းတာ bonus တွေပဲ။ bonus တွေပါလာမယ်ဆိုရင်ဒါ base salary ရဖြစ်သွားခဲ့မယ်ဆိုရင်တော့ဒါ3သိန်း plus 3သိန်းခုနပြောလို့ပဲဒါတကယ်ကိုခြေစွမ်းပြရည်ဒါ team of the week တော့ goal တွေသွင်းပြီးဒါကျွန်တော်လက်ရှိမှာအာစနိုသိနေတာ champion super league တွေပါဆုတ်ကူးခဲ့မယ်ဆိုရင်တော့စာကာနေတဲ့တပတ်လောက်ခပေါင်4သိန်းနောက်ထိရသွားနိုင်မယ်စာချုပ်တွေဖြစ်တယ်လို့လည်းကြားသိရတယ်။အကယ် base salary က3သိန်းခွဲဆိုရင်တော့တပတ်လောက်ခလာစာပေါင်4သိန်းခွဲလောက်ထိဖြစ်သွားနိုင်တဲ့ salary တွေ တစ်ခုပုံစံမျိုးပြောနေကြတယ်အဲ့တော့ပြောချင်တာကလက်ရှိမှာ Premier League မှာဈေးကြီးဆုံးဒါကစားသမားတွေတယောက်ဖြစ်လာမယ့်အနေအထားမှာရှိတယ်အဲ့ဒါကိုကျွန်တော်မေးမယ်ဆိုရင်တော့ဘုတ်ဒဇာပဲမယ်တကယ်အခုလက်ရှိမှာကျန်တဲ့ကစားသမားတွေတော့မှာပါကျွန်တော်တို့ အရုပ်ကစားသမားတွေတောင်ခြေစမ်းမပြပဲဒီလောက်ဈေးပေးနေရတဲ့အချိန်မှာအစာကလုပ်ကစားသမားမျိုးကဒီဈေးရတယ်ဆိုတာကနောက်တောင်နောက်ကျနေလို့ကျွန်တော်နေပြောလို့ရတယ်ကျွန်တော်နေနေသိကြတယ်မခုလက်ရှိမှာ market ထဲမှာဆိုရင်ဒါကစားသမားရဲ့ဒါအပြောင်းရွှေ့ဈေးတွေဘာညာဈေးတွေတဲ့ပြောပြီဆိုရင်ကျွန်တော်နေနေအမြင်ဟာဒါမတန်ဘူးဒါဈေးများရလို့အမြင်နဲ့ပြောနေလူတယောက်နေနေစာကတော့ကျွန်တော်တန်တယ်ဘာလို့လဲစာကလုပ်ကစားသမားမျိုးကအသင်းမှာဒါကျွန်တော်တို့ အခုလက်ရှိဒယန်ကပြန်လာတယ်ပြန်လာတဲ့ချက်ချင်းဆိုလို့ခြေစွမ်းပြတာပဲတကယ်ကိုတော်တော်လေးကိုမိုက်လွန်းနေတာကျွန်တော်တို့အခြေစွမ်းတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ bonus အပါအဝင် developer ပေါင်း၄သိန်းနဲ့၄သိန်းခွဲပတ်ချာလဲဝင်ကျင်ကြတဲ့တွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်အခုလက်ရှိဒါကျွန်တော်တို့အမ် ဟိုဗာလေ Virgil van Dijk ဆာ Virgil van Dijk က base ကိုတောင်၄သိန်းเนาะကျွန်တော်လက်ရှိမှာ Virgil van Dijk က base base ကို၄သိန်းအဲ Arsenal တင်းနေတာလက်ရှိမှာ Saka ရဲ့ base ဒါကျွန်တော် base salary က၃သိန်းနဲ့၃သိန်းခွဲဖြစ်ဖို့များပြီးတော့ဒါကျွန်တော်တို့ဒါ bonus ပါမယ်ဆိုတော့၄သိန်း၄သိန်းခွဲလောက်ထိတစ်ပတ်တစ်ပတ်လောက်ခါကတက်သွားဖို့ရှိတယ်နောက်တစ်ခုအရေးကြီးတာပြောဖို့လိုတာကစာချုပ်တက်တမ်းပဲလက်ရှိမှာစာချုပ်တက်တမ်းရဒီ date ရဒီ date တော့မသိပေမဲ့ तू က long term contract လို့ပြောရတဲ့ကြောင့်၅နှစ် plus 1နှစ်ဖြစ်ဖို့များပါတယ်စာကာနေတဲ့ခုလက်ရှိမှာစာချုပ်တက်တမ်းရအခု2030လောက်ထိတွားဒါမှမဟုတ်2030တက် လောက်ထိတွားဘူးရှိပြီးတော့စာချုပ်တန်းကတော့9နှစ် plus တိုက်နှစ်တက်တယ်ဆိုရင်တနှစ်တိုးပိုင်ခွင့်ဆိုတဲ့စာချုပ်ကိုပါတယ်လို့လည်းသိရတယ်တမပါအဲ့တော့စာကာကိုလက်ရှိမှာဒါကျွန်တော်တို့အာဆလုံသိန်းကတော့ဒါတပတ်လောက်ခလာစာ base salary 3သိန်းသုံးဖို့3သိန်းခွင့်နဲ့ဒါ bonus အပိုင်း4သိန်း4သိန်းခွင့်လောက်ထိမြင့်သွားနိုင်တဲ့စာချုပ်တစ်ခုကို9နှစ်နဲ့9နှစ် plus တိုက်နှစ်တက်တယ်ဆိုရင်တနှစ်ပုံစံမျိုးကိုချုပ်ဖို့အတွက်နှုတ်အားဖြင့်သဘောတူညီခဲ့ပြီလို့ကြားသိရတယ်တမပါတယ်တကယ်ကိုကြောက်ခမဲလေးလေးဈေးနဲ့ပြီးတယ်အဲ့မဲ့ခုနကပြောလို့ပဲဒါပေမဲ့ကျန်တဲ့လူဆိုရင်ကျွန်တော်ဒီနေရာမှာဝေဖန်မှုတွေကျွန်တော်လုပ်ရင်လုပ်မယ်လက်ရှိမှာစာကာတော့ကျွန်တော်မွေးပ ဘုံစာကားမျိုးစီရှိမှတကယ်ကိုကောင်းတယ်အာဆုံအသင့်တကယ်ကိုဂျင်းတဲ့ချက်တရောက်နေတဲ့အချိန်ထိအခုအချိန်ကိုဆွဲတင်ပြီးတဲ့ကစားသမားတွေမှာစာကားကအင်မတန်မှချုပ်ဖို့ကောင်းတဲ့ကစားသမားတွေတယောက်ဖြစ်တယ်။ဒါကျွန်တော်အနေနဲ့ဒါကိုယ့်ရဲ့အဓိက rival ကစားသမားတွေတယောက်ဖြစ်မဲ့စာကားဟာတကယ်ကိုချုပ်ဖို့ကောင်းတဲ့ကစားသမားတွေဖြစ်တဲ့တို့ကြောင့်ကျွန်တော်ကတော့သဘောကျတယ်။ကိုမင်းထွန်းလို့ပေါ့မင်းထွန်းဒါကျွန်တော်ဆရာမင်းထွန်း Arsenal ကစားသမားအကုန်လုံးသူကြည့်မရတယ်မဲ့သူစာလီဘောက်ရမ်းကြိုက်တယ်။အဲ့လိုကျွန်တော်ကကျွန်တော်ကြည့်မရတာမဟုတ်ကျွန်တော်လက်ရှိမှာစာလီဘောက်နဲ့စာကားကိုကျွန်တော် Arsenal ကစားသမားတွေတော်တော်လေးသဘောကျတယ်မှာပါ။အဲ့တော့စာကားအနေနဲ့အခုလက်ရှိမှာစာချုပ်အစ်စ်ကိုဒါနှုတ်အားဖြင့်သဘောတူညီမှုရခဲ့ပြီးမကြ င်မှာဒါဆိုင်းတရားဝင်ထိုးပြီးတော့ဒါတရားဝင်ကြေညာဖို့ရှိတယ်။အဲစာချုပ်အစ်အကြောင်းပြောပြီဆိုရင်တော့အခုလက်ရှိမှာခုနကျွန်တော်ပြောတဲ့ဆာလီဘာနဲ့ဒါဂေဘီယယ်အကြောင်းလည်းပြောရမယ်။ဆာလီဘာကိုတော့လက်ရှိမှာအာစနိုတင်းတဲ့စာချုပ်အစ်ထုတ်ဖို့အတွက်ကြိုးစားနေတယ်ဖြစ်တယ်။ဒါအတိကြရတယ်မယ်ဆာလီဘာရဲ့စာချုပ်အစ်မှာအနောက်ရှက်တွေရှိတယ်။ရီယယ်မက်ဒရစ်အနေနဲ့ခုလက်ရှိမှာဆာလီဘာကိုစာချုပ်အစ်မချုပ်ဖို့အတွက်ဒါသူ့ရဲ့အေဂျင့်ကတစ်ဆက်တောက်လျှောက်ဒါတွန်းအားပေးနေတယ်ဆိုတော့ကောလာဟာလာတွေထွက်နေတယ်။အာစနိုတင်းကလည်းရှင်းနေပြတယ်။သူတို့အနေနဲ့နောက်ဆုံးပြရီယယ်မက်ဒရစ်ကလိုချင်တယ်ဆိုရင်တော့မှငါတို့ပတ်စံပေးပတ်စံပေးမင်းချက်တက္ကသိုလ်မှာကိုခေါ်ဆိုတဲ့ပုံစံမျိုးလုပ်ဖို့ ဆိုတော့ဆာလီဘာကလက်ရှိဒါကျတော့အာဆယ်အသင်းနေလုံးဝရောင်းဖို့လုံးဝရောင်းလို့ မရှိတဲ့ရောင်းမှုမရှိတဲ့တာပေါ့နော်လုံးဝဒါကျွန်တော် unsellable player တွေရဲ့တယောက်လို့ပြောလို့ရတယ်ဒီမှာပါတယ်အဲ့တော့ Arsenal အသင်းနေနဲ့ Saliba ကိုအကယ်၍ခုနပြောလို့ Real Madrid အသင်းနေတာတကယ်လူချင်းနဲ့ဆိုရင်တော့ပေါင်ကိုတန်းကိုရာနဲ့ချီ offer လို့အဲ့ဒါဆိုရင်တော့ maybe ပေါ့နော် maybe ဒါတော်တော်ကြီး maybe ဒါမှမဖြစ်နိုင်ဘူးလို့မြင်ဒါပေမဲ့ Arsenal အသင်းနဲ့ခုလက်ရှိမှာတစ်ဖက်က Real Madrid ရဲ့အနှောင့်ရှိလာတဲ့အတွက်ကြောင့်မသူတို့နဲ့စာချုပ်အသစ်ကိုအကြီးကျယ်တာကျွန်တော်အသေးအတန်လုပ်နေတာကိုခင်ဗျားတို့တွေ့ရမယ်ဒီမှာပါတယ်အဲ့ကြောင့်ခုလက်ရှိမှာ Saliba ရဲ့ဒါကျွန်တော်စာချုပ်အသစ်ကိုတော့ဒါကျွန်တော်သူတို့ရဲ့ agent နဲ့တောက်လျှောက် Arsenal အသင်းကဆွေးနွေးနေစေဖြစ် တယ်တစ်ဖက်ကစာလီဘာကတော့ရှင်းနေပြသူနေတဲ့အာစတိုအသင်းမှာနေပြီးတော့အာစတိုအသင်းမှာသူစူပလာရေးစုတ်ခူးပြီးတော့နောက်တစ်ဆင့် level တစ်ခုကိုသူတက်ချင်တော့သူမြင်ချင်တယ် ဒါပေမဲ့အခုလက်ရှိအခြေအနေဒီအရာဆိုရင်တော့ဒါဆာလီဘိုင်အေဂျင့်ကလည်းသူက real madrid ဘာများလုပ်လဲဆိုတော့မျှော်တယ်ဆာလီဘမှာအခုလက်ရှိမှာစာရုပ်သက်တမ်းရ2နှစ်ကျန်သေးတယ်ဒါမှမဟုတ်ရကျွန်တော်ခဏခဏပြောအာနိုတုံးက city ဆိုပဲဒါပေမဲ့ဆာလီဘကိုတိုင်ကအခုလက်ရှိမှာ arsenal မှာပြောတယ်ဒါပေမဲ့ maybe သူ့အေဂျင့်ကဘယ်လိုကစားမလဲတော့ကျွန်တော်တော့မသိဘူးဒါကျွန်တော်လည်းမမြင်ရဘူးဒါလက်ရှိမှာကစားသမားကတော့နေဂျင်နဲ့ပြောတယ် supplier တွေ arsenal သင်းနဲ့စကူးကျင်တယ်တစ်ဖက်က agent ကတော့သူ့အနေနဲ့ဒါကျွန်တော်တို့တစ်ဖက်က real madrid ဥစ္စာလေးကိုကြည့်ကျင်တယ်ဆိုတဲ့သဘောမှရှိတယ်ဒါကြောင့်မို့လက်ရှိမှာဆာလီဘရဲ့ဒါစာချုပ်အစ်စ်ကထင်တယ်လို့မြန်ဆန်မနေတဲ့သဘောမှ ရှိတယ်။တပတ်ကဒါကျွန်တော်တို့ဆာလီဘာဒီကိစ္စနဲ့ပတ်သက်ပြီးသူက A C လို့သတ်မှတ်ထားတယ်။အခုလက်ရှိမှာဆာလီဘာတရနှစ်နှစ်ကျန်နေသေးတဲ့အတွက်ကြောင့်မို့ဆာလီဘာဘက်ကနေပြီးတော့ဒီစာချုပ်က SMP သွားမယ်လို့သူတို့အနေနဲ့ယူဆရတယ်မှာပါ။ဒါပေမဲ့ agent ကျွန်တော်အနေနဲ့ဒါဆာလီဘာ agent ကကစားနေတယ်လို့ပဲမြင်နေပေါ့နော်။အာငါတို့ဒါ real madrid ကစိတ်ဝင်စားနေတယ်မင်းတို့အနေနဲ့ငါတို့လောက်ခသားစားများများပူပေးရမယ်ဆိုတဲ့ပုံစံအဲ့တော့လက်ရှိမှာ arsenal ဘက်ကလည်းရှင်းပါတယ်ဒါ saliba တို့ဒါကျွန်တော် gabriel တို့ကဒါဥပ္ပဥရောပမှာမဟုတ်ဆိုရင် ပရီးမီးယားလိမှာဒါလောက်ခလက်စားအများဆုံးတွေကဒါကျွန်တော်ခံစမှုတွေအနေနဲ့သတ်မှတ်ပေးဖို့အတွက်ဒါစူးစမ်းနေကြသေးရတယ် ဗာဂျာဗန်နိုက်တော့လောက်ခလာစာများမှာမဟုတ်မယ်တပတ်လောက်ခလာစာဒါကျွန်တော် base salary ကို3သိန်းလောက်ထိတိုးဖို့အတွက်ပြင်ဆင်နေတယ်။အဲဆာလီဗာအနေနဲ့ဒါ agent နဲ့အခုလက်ရှိမှာဒါကိုတော့လက်ခံခြင်းမရှိဘူး။တပတ်ကတော့ဆာကာကတော့ရှင်းတယ်ဆာကာကတော့လက်ခံလိုက်ပြီ။ဒါမကြခင်မှာခင်ဗျားတရားဝင်တွေ့ရဖို့ရှိတယ်။ဆာလီဗာကတော့လက်ရှိမှာဒါကျွန်တော်သူတီအနေနဲ့ဒါကစားသမားကသဘောကျတယ်။ဒါ agent ကတော့အင်ညာအင်ညာလုပ်နေတဲ့ကြောင့်မို့အာစတန်သိန်းနဲ့အခုချိန်ထိဒါတရားဝင်စာချုပ်အစ်ကိုအဲ့တော့အခုလက်ရှိအာကစားဒါရိုက်တာသိရဲ့ number 1 UTJ နဲ့ပြတ်မှတ်ကတော့ဒီစာချုပ်ဆာကာဒါကျွန်တော်တို့ဘယ်လို့ ဂေဘရီယယ်စာလီဘာ၃ယောက်ရဲ့စာချုပ်အစ်စ်ဖြစ်တယ် တောမတ်စ်ပါတီလည်းစာချုပ်အသစ်အခြေအနေကောင်းနေပြီးတော့ 1+1 စာချုပ်ကိုမနာမကြခင်မှာဒါကျွန်တော်ချိုးဖို့အတွက်ပြင်ဆင်နေတယ်။လက်ရှိမှာဒါကျွန်တော် salary တစ်ခုကို Arsenal ဘက်ကနေညှိနှိုင်းဝင်ဖြစ်တယ်။တောမတ်စ်ပါတီကိုလက်ရှိ Arsenal ဘက်ကနေပြီးတော့လာစာ short ယူဖို့အတွက်တောင်းဆိုနေပြီးတော့ဘာဖြစ်လို့များမကြမီကာလမှာကွင်းလယ်ဘက်မှာ Zubi Mendy ရောက်လာနိုင်တဲ့အတွက်ကြောင့်မို့ဒါကစားသမားအသစ်တွေရှိလာနိုင်ကြောင့်လာစာကို short ယူပေးဖို့ဆိုတော့တောမတ်စ်ပါတီကိုသူ့ရဲ့ agent တောင်းဆိုတယ်။အဲ့တော့ agent ဘက်ကဒါဈေး short ပေးမယ်ဆိုရင်တော့ဒါကျွန်တော် Arsenal အသစ်နဲ့အတူဒါဆက်ပြီးမြင်ရမယ်။ဈေးမ short ပေးဘူးဆိုရင်တော့ Arsenal အသစ်နဲ့ဘက်ပိုင်ဖြစ်သွားနိုင်တဲ့အနေအထားမှရှိပါတယ်။ဒါပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှု ကျင်တယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ဒီ before you တို့မှာကျင်းလို့ဆိုတော့ပေါင်းကူလို့ရပါတယ်။မြန်မာပြည်ရဲ့ကလပ်ဖွဲ့မှမပြကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလေ Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြုကျွန်တော်တို့ကကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြုကျွန်တော်အပ်ပေးလို့ရပါဗျ။မြန်မာပြည်ရဲ့ကလပ်ဖွဲ့မှမပြကြပါနဲ့။မြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောနေ့လေးတွေဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ TV4U ဗျ။